ဟင်းဝရနဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းပြောလာတဲ့အချိန်မှာအားလုံးပဲမြင်လာပါရှင်။အနုပြရဲ့ကွေးရီမှာခက်ဆန်ဆန်ရိုက်ကူနေရပြီးနှုတ်ခမ်းနီမလေးတွေရဲ့အော်ပီဝရဝင်ကိုအပြေဝရရှိထားတဲ့မင်သာချော်လီအချိန်မှာကတော့ဟင်းဝရနဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းပြောဆိုလာခဲ့ပါတယ်။အေဂျင်မာတော့ဟင်းဝရရဲ့မိလာတရင်လေးကြားရအပေါ်ဝန်တာမိကြောင်းအခုလည်းအိမ်တောင်ပြရမယ်တဲ့ရွယ်ကိုရောက်နေပြီဆိုတော့အခုလိုမိလာတရင်လေးကိုကြားတာကိုယုံမိပါတယ်လို့ဆိုပါတယ် အလုံးရဲ့အားပေးမှုတွေကိုရောက်ရှိနေတဲ့ဟင်ဝေယံကတော့အလုံးကြားချင်းနေကြတဲ့အတိုင်းသူရဲ့အခြေအကျကိုတရားဝင်ချပြပေးလာခဲ့ပြီးဖြစ်ပါတယ်။ဟင်ဝေယံရဲ့မင်္ဂလာသတင်းလေးကိုတော့ဒီနေ့မကုန်ခင်မှာကြားလာရတော့မှာပါ။အေချမ်မောင်ကဒီကနေ့မှာဟင်ဝေယံနဲ့ပတ်သက်ပြီးတော့အခုလိုပဲပွေပွေလင်းလင်းပြောပြလာခဲ့ပါတယ်။အေချမ်မောင်ကကိုဟင်ဝေယံရဲ့မင်္ဂလာသတင်းလေးကြတော့သူတွယ်ဂုဏ်ယူမိပါတယ်။ဒါလည်းမင်္ဂလာကိစ္စပါပဲ။ကောင်းပါတယ်။ကျွန်တော်ထံအများကြီးစင်နီယာကြားတဲ့သူပေါ့နော်သူကြည့်ပြတော့လေအာကြအတူယူခဲ့ရရရှိပါတယ် အဲမင်္ဂလာသတင်းလေးအပေါ်မှာလည်းဆွတောင်းပေးပါရဲဆိုပြီးပြည့်ပြည့်လင်းလင်းပြောပြလာခဲ့ပါရယ်။မကြာမီမှာတော့လူပြောကြီးဘွားနဲ့အကြာကြီးဖြတ်တန်းခဲ့ရတဲ့ဟေဝရန်ကငကိုတူဘွားလေးမှညံတွေးအပေးရတော့မှာဖြစ်ပါရယ်။ဟေဝရန်ကတော့လူပြောကြီးဘွားကနေလွတ်မြောက်ရတော့မှာဖြစ်တာကြောင့်ဖုံဖိမရအောင်ကိုပြောရှင်နေရကိုလည်းတွေ့ရပါရယ်။ တားဖြစ်သူရဲ့မိလာတရင်လေးနဲ့ပတ်သက်ပြီးတော့လေဟေးဝရရဲ့အဖေဖြစ်သူကအခုလိုပဲပြပြလာခဲ့ပါတယ်။ဟေးဝရရဲ့အဖေဖြစ်သူကတမီလိုဂျာနီယာရဲ့တရင်တွေကတချို့ဟာလေးတွေမှန်ပါတယ်။ဒီနှစ်ထဲမှာမိလာတရင်လေးကြားလာဖို့ရှိပါတယ်။ဦးရောရောကိုရဲ့တားသမင်းတွေကိုဘက်တူနဲ့တော်တူတယ်မတူဘူးဆိုတာတော့မရှိပါဘူး။ဘူရိုကရိုင်ကလည်းအောက်ကျရာတွေကျွန်းစားလာခဲ့တဲ့သူတွေပါအလုံးနဲ့တဘောတူပါတယ်သူတို့အချင်းချင်းမြေတားများကြရင်ကောင်းပါတယ်အဆင်ပြေတာပေါ့နော်ဆိုပြီးဟင်းဝီရရဲ့ဘာကင်ဖြစ်သူဟာပြောပြလာခဲ့ပါတယ် အခုလက်ရှိမှာတော့အချမ်းမောင်ကသူရဲ့အချင်းရဲ့တဲ့အလို့တွေကိုတော့စူးစမ်းလို့ရင်းပြတန်နေရကိုတွေ့ရပြီးသွားတော်မိသားစုကိုပြောရှင်းအောင်ထားပေးသွားမယ်လို့ဆိုပါတယ်အမှုပြလို့တွေမှာအမျိုးမျိုးတွေကိုရရှိနေပြီးပြည်ရဲ့အပြေဝင်းရမှုတွေကိုအပြေဝရရှိထားတဲ့အချမ်းမောင်တော့အခုဆိုရင်ရိုက်ကူးရင်းလေးတွေကိုခက်ဆဲဆဲရိုက်ကူးနေရသလို ဆင်းရွှေရတနာဆိုင်တွေမှာလည်းအကျဉ်းညာတွေကိုရိုက်ကူပေးနေရပါတယ်။အီတက်မှာတော့တူတူဆောင်ရိုက်ကူရတဲ့ဘလိုကရိုက်တာဘိုင်းကိုမဆိုမူပတ်ပြင်းတဲ့တူဆောင်တတူပါ။ပေးပြန်လွန်းတဲ့တူဆောင်ချက်တွေကြောင့်တခါတလေမှဆိုအီတက်မှာကပြည်သူရဲ့ပြောဆိုမှုအမျိုးမျိုးကိုတော့ခင်ရတာပါ။အခုဆိုရင်အီတက်မှာကမီယိုရှင်နဲ့အကယ်ဒမီစုကိုစုခွေရရှိသွားပြီဖြစ်ပါတယ်။အေဂျမန်ကတော့သူရဲ့အမှုပြန်လှူရှာမှုတွေမှာစက်တိုက်ဆိုတလုံးလောက်ကိုင်းနေပြီ။ဖန်တွေရဲ့အပြေးမှုတွေကိုလည်းအပြေးဝရရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင်အချက်မောင်ကနာမည်ရကူရီရဲ့အတွက်ပြင်ဆင်နေပြီဖြစ်ပြီးမိတ္တရီကလည်းအချက်မောင်ရဲ့နုပြလို့ရှာမှုအတက်တွေကိုအပြည့်အစုံမြင်နေကြပါရယ်။မကြာမီမှာတော့ပိတ္တရီအနေနဲ့အချက်မောင်ကိုမတူညီ character ဇက်ကောင်မျိုးမှာမြင်တွေ့လာတော့မှာဖြစ်ပြီးအချက်မောင်တော့သူ့ရဲ့နာမည်အနုပြရကူရီအတက်တွေမှာလည်းအကောင်းဆုံးကြိုးစားသွားမယ်လို့ပြောပြလာခဲ့ပါရယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးထိအပြည့်ကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်